အိန္ဒိယနိုင်ငံကအုပ်ချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာခီးသွွားအများစုအပါအဝင်လူပေါင်း26ဦးသေဆုံးခဲ့တယ်။ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တရက်အကြာမှာအိန္ဒိယအစိုးရကကက်ရှမီးယားဒေသကိုလုံခြုံရေးကိုတိုးမြင့်ခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ကက်ရှမီးယားဒေသမှာလူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုတွေကတခုအပါအဝင်ဖြစ်တယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့တနက်သမားတွေကိုလုံခြုံရေးတပ်ဖွဲ့တွေကလိုက်လံရှာဖွေနေပါတယ်။အဲ့ဒီပြစ်ခတ်တပ်ဖြတ်မှုကိုစတင်ကြောင်းပြသဖို့ကက်ရှမီးယားဒေသရဲ့ဘာသာရေးအဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေကတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီနောက်ကက်ရှမီးယားဒေသမှာရှိတဲ့ဈေးဆိုင်အများစုနဲ့စီးပွားရေး လုပ်ငန်းတွေအားပိတ်ထားကြပြီးစုံစမ်းစစ်ဆေးသူတွေကဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေပါတယ်။ကရှမီယာဒေသမှာတောင်းတဲ့ချီတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်သားတွေကစစ်ဆေးရေးဂိတ်တွေချထားပြီးကားတွေကိုရှာဖွေခြင်းအရင်စစ်သွေးကြဟောင်းတွေကိုရဲစခန်းတွေကိုခေါ်ယူပြီးစစ်ဆေးမေးမြန်းခြင်းတို့ပြုလုပ်နေပါတယ်။အဲ့ဒီဖြစ်စဉ်ဟာအကြမ်းဖက်တိုက်ခတ်မှုဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီးစစ်သွေးကြတွေဟာအိန္ဒိယအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတာဖြစ်တယ်လို့ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ကရှမီယာတော်လှန်ရေးအမည်ရှိစစ်သွေးကြအဖွဲ့ကအဲ့ဒီတိုက်ခတ်မှုကိုသူတို့လှုပ်ဆောင်တာဖြစ်ကြောင်းလူမှုမီဒီယာမှာတာဝန်ခံထွက်ဆိုခဲ့ပါတယ်။အိန္ဒိယအစိုးရဟာကရှမီယာဒေသမှာ ာအပြင်လူ၈500ခန့်ကိုနေရာချထားပေးခဲ့ပြီးအခုတိုက်ခိုက်မှုမှာပြစ်မှတ်ထားခံရသူတွေဟာတာမန်ခီးသွားတွေမဟုတ်ပဲအိန္ဒိယလုံခြုံရေးအေဂျင်စီတွေနဲ့အဆက်အသွယ်ရှိသူတွေဖြစ်ကြောင်းစစ်သွေးကြတွေကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်ကကာရှမီးယားဒေသမှာဒေသခံမဟုတ်တဲ့အိန္ဒိယလူမျိုး၈3942ဦးကိုနေထိုင်ခွင့်ပေးခဲ့တယ်လို့အခုလအစောပိုင်းကဒေသနာအစိုးရကလွှတ်တော်မှာပြောကြားခဲ့ပါတယ်။ ါကစ္စတန်နိုင်ငံကတော့ AP 22ရက်ကဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုအတွက်ဝန်ထမ်းကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း၂ရက်ကြာဆော်ဒီအာရေဗျခီးစဉ်ကိုဖျက်သိမ်းလိုက်ပြီးနယူးဒေလီမြို့တော်ကို AP 23ရက်အစောပိုင်းမှာပြန်လည်ရောက်ရှိလာခဲ့ပါတယ်။စစ်တေးကြော်ရီရဲ့ပြစ်ခတ်တပ်ဖြတ်မှုကိုခံခဲ့ရသူတွေဟာအိန္ဒိယခီးသွား24ဦး၊နီပေါနိုင်ငံသား2ဦးနဲ့ဒေသခံအဲလန်းညွန့်2ဦးတို့ပါဝင်ခဲ့ပြီး16ဦးခန့်တရားရရှိခဲ့တယ်လို့အရာရှိတွေကပြောကြားခဲ့ပါတယ်။